အားလုံးပဲမင်္ဂလာပါအပုပ်ပရိမြန်မာမှပြန်လည်တူဖို့လိုက်ပါတယ်ဒီတစ်ခါမှာတော့အချိန်စီမံခန့်ခွဲမှု Kevin Crew ရဲ့15 Secret Successful People Know About Time Management စာအုပ်ရဲ့အနှစ်ချုပ်ကိုပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော် channel ရဲ့ရည်ရချက်ကတော့အကြောင်းမျိုးမျိုးနဲ့အချိန်မပေးနိုင်တဲ့သူတွေအတွက်မိနစ်ပိုင်းအချိန်ပေးဖို့ဖြစ်စာအုပ်ထဲမှာရှိတဲ့အကြောင်းအရာများကိုသိရှိမဲ့အပြင်ဘုဒ္ဓတာများလည်းတိုးပွားလာမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဒါကြောင့်မို့ ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့ကြပါနဲ့ခင်ဗျာ။ဒါဆိုဗီဒီယိုလေးကိုစလိုက်ရအောင်။မနက်တိုင်းသင်အိမ်ရနိုးလာတဲ့အခါတစ်ဘဝအုံနောက်ထဲကိုစက္ကန့်ပေါင်း86400အနံပေးလိုက်တယ်လို့စိတ်ကူးကြည့်လိုက်ပါ။အဲ့ဒီစက္ကန့်တွေကိုသင်အသုံးမချလိုက်ဘူးဆိုရင်တော့အပြီးပိုင်းကောက်ွယ်တော့ပါလိမ့်မယ်။ Kevin Crew ကဒီစာအုပ်ကိုအဲ့ဒီလိုစတင်ထားပါတယ်။သူဟာဘီလီယံနာတွေ၊အိုလံပစ်အာကဖာသမားတွေ ထိုးချုပ်ကြောင်းသားတွေနဲ့အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တွေကိုမိ мян ခဲ့ပြီးအချက်တစ်ချက်ကို ရှာဖွေခဲ့ပါတယ်။အဲဒါကတော့သူတို့တွေကအခြားသူတွေထက်အချိန်ကိုဘလို့ပုံမကောင်းမအောင်စီမံခန့်ခွဲကြတယ်လဲဆိုတာပါပဲ။သူတွေ့ရှိခဲ့တဲ့အဖြေတွေကတော့ရိုးရှင်းပြီးလက်တွေ့ကြတယ်လို့ဘဝကိုလည်းပြောင်းလဲပေးနိုင်ပါတယ်။ဘလို့ပြောင်းလဲပေးနိုင်မှာလဲဆိုတာကိုလှုပ်ဝက်ချက်15ချက်နဲ့တွောပြပေးတော့ပါမယ်။လှုပ်ဝက်ချက်1 အချိန်ဒီတည်ရန်တမ်းမှုအရှိဆုံးပိုင်ဆိုင်မှုဖြစ်သည် အောင်မြင်လူတွေကတွေးခေါ်ပုံချင်းမတူကြပါဘူးသူတို့ကဒါဘလောက်ကုန်ကြမလဲလို့မမေးကြပဲဒါအချိန်ဘလောက်ကုန်မလဲလို့ဒါမေးလို့ရှိကြပါတယ်ဘာကြောင့်လဲဆိုတော့ပတ်စံကပြန်ရှာလို့ရပြီမဲ့အချိန်ကတော့ဘယ်တော့မှပြန်မရနိုင်လို့ပါတဲ့ရမိနစ်တိုင်းကတစ်ပွားကုန်ပုံခေါ်ပြီးနေပါတယ်ဒါကြောင့်အချိန်ကိုပညာရှိရှိသုံးဆွဲပါလိုအပ်ချက်နဲ့ ်သင့်ရဲ့အရေးကြီးဆုံးအလုပ်တာဝန်ကိုတည်ရှိပါအကျိုးရှိတဲ့နေ့တစ်နေ့အတိုင်းဟာမိကုံးတစ်ခုနဲ့စတင်လေ့ရှိပါတယ်ဒီနေ့ငါမဖြစ်မနေပြီးအောင်လုပ်ရမယ့်အလုပ်တစ်ခုကပါလေအဲ့ဒါဟာသင့်ရဲ့ MID most important task လို့ခေါ်တဲ့အရေးကြီးဆုံးအလုပ်တာဝန်ပါပဲအဲ့ဒီအလုပ်ကိုအရင်ဆုံးလုပ်ပါစောစောစီးစီးလုပ်ပါဖုန်းတွေ message တွေအတိပေးချက်တွေမစစ်ဆေးခင်မှာအရင်လုပ်ပါ မနက်ခင်းအချိန်ကိုတင်အနိုင်ယူနိုင်လိုက်ရင်တနေ့တာလုံးကို အနိုင်ယူနိုင်ပါလိမ့်မယ်။လိုအပ်ချက်သုံး to do list အားပြက်ကြရင်ကို အသုံးယူပါ။လုံရမည့်အလုပ်စီရင် to do list တွေက အနေရရှိပါတယ်။အဲ့ဒါတွေကတင့်ကိုအလုပ်တွင်တယ်လို့မခံစားရရပဲအလုပ်ရှုပ်နေတယ်လို့သာခံစားစေရပါတယ်။အောင်မြင်သူတွေကအလုပ်တွေကိုခြားရတာမျိုးမလုပ်ကြပဲအလုပ်တွေကိုအချိန်ဇယားဆွဲလို့ရှိကြပါတယ်။ ပြက်ကရင်ထဲမှာမပါရင်အဲ့ဒီအလုပ်ကပြီးမြောက်မှာမဟုတ်ပါဘူး။တင်းရဲ့ပြက်ကရင်ဟာတင်းအချိန်ကိုကာကွယ်ပေးမယ့်အရာတစ်ခုပါပဲ။လိုအပ်ချက်လေးတင်းမိနစ်တွေကိုငွေကြီးလိုတန်ဖိုးထားပါ။တင်းအချိန်တွေကိုသက်ဆန်လိုသဘောထားပါ။တင်ရဲ့တနအီတန်ကြီးကဒေါ်လာ90တန်းနဲ့ဆိုရင်မိနစ်တိုင်းဟာ83ဆင့်တန်မိုးရှိပါတယ်။တင်ပတ်စံတွေကိုအလကားလှုပ်ပြပါလား။တေချာပေါက်ပြမှာမဟုတ်ပါဘူး။ ဒါကြောင့်တင့်အချင်းတွေကိုအောက်ပါအရာတွေနဲ့အလဟဒမဖြစ်ပါစေနဲ့အတိတ်ပဲမရှိ ဖုံးပွင့်နေခြင်းအကျိုးမရှိတဲ့ညှဉ်းခုံမှုများတခြားလူလှုပ်လဲရတဲ့တာမန်အလုပ်များတင့်ရဲ့မိနစ်တိုင်းကိုကာကွယ်ပါလိုအပ်ချက်ငါရလက်80ရာခိုင်နှုန်းကိုဖန်တီးပေးတဲ့အလုပ်20ရာခိုင်နှုန်းအပေါ်မှာပဲအာုံစိုက်ပါ အရာအလုံးကအရေးကြီးနေတာမဟုတ်ပါဘူး တကယ်တမ်းကျတော့တင်းလှုပ်ဆောင်မှု20ရာခိုင်နှုန်းကနေတင်းအောင်မြင်မှုရဲ့80ရာခိုင်နှုန်းကိုဖန်တီးပေးတာပါ အလုတ်ကိုလျှော့လုပ်ပါ အာယုံဆိုင်မှုကိုပို့ထားပါဖန်ဖောင်ရင်မြန်မာသူတွေက အောက်ပါအရာတွေကိုဖျက်တော့လေးရှိကြပါတယ်အလုတ်ရှုပ်ဖေးလို့သာရှိပြီးအနှစ်ပပတဲ့အလုတ်တွေတံပိုးနေတဲ့အလုတ်တော်ဝင်တွေရေရှည်အတွက်အေးမပါတဲ့ကိစ္စတွေတင်းရဲ့အလုတ်ကအရာအလုံးကုန်လှုပ်ဖို့မဟုတ်ပါဘူး တဲ့အလုတ်ကအရေးကြီးတာကိုလုပ်ဖို့ပါလိုအပ်ချက်ချအချိန်ကို မဟုတ်ပဲတင့်ရဲ့ flying ကို စီမံခန့်ခွဲပါတင့်မှာအချိန်လေးဘလောက်ပဲပူနေပါစေ flying မရှိဘူးဆိုရင်ဘာမှအတုံးမဝင်ပါဘူးအောင်မြင်သူတွေကသူတို့ရဲ့ flying ကိုဒီလိုနှင်းလန်းနေနဲ့ထိန်းသိမ်းကြပါတယ်ကောင်းမွန်စွာအိတ်ဆက်ခြင်းတိုင်ရှင်းလက်ဖက်စွာစားထောက်ခြင်းနေ့စဉ်ကမ်းလှုပ်ခြင်းအနားယူခြင်း စိတ်ပီစုမှုတွေကိုရှောင်ချခြင်းစက်ခိုင်းတဲ့ခန္ဓာကိုယ်ရှိမှစက်ခိုင်းတဲ့စိတ်ဓာတ်ဖြစ်ပေါ်လာမှာပါလိုအပ်ချက်ခွန်ရင်းဆန်ခြင်းကိုပုံမပြုလုပ်ပါတိဖွဲ့တဲ့ကိစ္စတွေကို သင်က yes လို့ပြောလိုက်တိုင်းမှာအရေးကြီးတဲ့ကိစ္စတစ်ခုခုကို no လို့ပြောလိုက်တယ်လို့ဖြစ်သွားပါတယ်ဝါရန်ဘူဖရက်ကဒီလို အကောင်းဆုံးစုဆုံးမှထားပါတယ်အလွန်အောင်မြင်တဲ့ဒီပုံကိုယ်တွေဟာ အရာအားလုံးဒီပါကိုညှင်းဆန်လေးရှိကြပါတယ်။တင့်ရဲ့အာယုံဆိုင်မှုကို ကာကွယ်ပါ။တင့်အချိန်ကို ကာကွယ်ပါ။ညှင်းဆန်တတ်အောင်စတင်လေ့ကျင့်ပါ။လိုအပ်ချက်ရှိရေလျားတဲ့အစည်းအဝေးတွေကိုရှောင်ကြဉ်ပါ။အစည်းအဝေးတွေက အခြားနေရာတွေအထက် အချိန်ကိုပိုဖြုံးတည်ပါတယ်။အောင်မြင်သူတွေကအစည်းအဝေးအများစုကိုရှောင်ကြဉ်တယ်။မြင့်မနေလောက်ရမယ့်အစည်းအဝေးတွေကို5မိနစ်အောက်ပဲထားတယ်။ ။ဒီကြရှင်းလင်းတဲ့ဖွင့်နေမဲ့အကြောင်းအရာတွေကိုအသုံးပြုတယ်။အစည်းအဝေးတိုးတိုးလေးလက်တွေ့လှုပ်ဆောင်မှုပုံများလေးလေးပါပဲ။နှုတ်ချက်ကိုတကြိမ်ထက်နဲ့အပြတ်လုပ်ပါ။ဒါကရိုးရှင်းပေမဲ့အရန်ထိရောက်ပါတယ်။အီးမေး၊မက်ဆေ့တို့မဟုတ်အလုပ်တစ်ခုကိုဖွင့်လိုက်၊ကန်လိုက်ပြီဆိုတာနဲ့အဲ့ဒါကိုချက်ချင်းပြည့်ပြတ်အောင်ထရီရှင်းလိုက်ပါ။နောက်မှပြန်မဖွင့်ပါနဲ့။အချိန်မစွဲပါနဲ့။ပုံမထားပါနဲ့။ ကန်တယ်လိုက်တာနဲ့ကြီးပြတ်အောင်လုပ်ရှေ့ဆက်ပါလိုအပ်ချက်30အီးမေးကတင့်ကိုခိမ့်ချုပ်မထားပါစေနဲ့တင့်ရဲ့ inbox ဆိုတာတခြားလူတွေက သူတို့ဦးစားပေးအလိုရှိတဲ့အရာတွေကိုရေးထားတဲ့စာရင်းတစ်ခုသာဖြစ်ပါတယ်တင့်အချိန်ကိုတင့်ကိုတိုင်းထိမ့်ချုပ်နိုင်ဖို့တနေ့မှာနှစ်ကြိမ်သုံးကြိမ်လောက်ပဲ email စစ်ပါ notification တွေကို ပိတ်ထားပါစာပြန်ရင်တူတူပဲပြန်ပါ အီးမေးလ်ကတင်ကိုထိန်းချုပ်တာမဖြစ်စေဘဲတင်ကအီးမေးလ်ကိုထိန်းချုပ်သူဖြစ်ပါစေ။ Global Chat ဆက်တဲ့တနေ့လည်းပန်းနိုင်တစ်ခုထားပါ။အချို့ရက်တွေမှာအရာအလုံးရှုပ်ထွေးနေတတ်ပါတယ်။အလွဲလွဲအချို့ချို့တွေဖြစ်မယ်။အစီအစဉ်တွေပြတ်မယ်။ဒါပေမဲ့တင်အနေနဲ့တနေ့တာအတွက်ကြီးမားတဲ့ပန်းနိုင်တစ်ခုသတ်မှတ်ထားပြီးအဲ့ဒါကိုပြင်းပြအောင်လုပ်နိုင်ခဲ့မယ်ဆိုရင်တင်ရဲ့နေရဟာအောင်မြင်တယ်လို့ဆိုနိုင်ပါတယ်။ ပန်းတိုင်တစ်ခုဂျီမန်းချက်တစ်ခုအောင်မြင်မှုတစ်ခုဖြစ်ပါတယ်။လိုအပ်ချက်၁နှစ်လုံယုံလုံစင်တွေကလွတ်လပ်မှုကိုဖန်တီးပေးပါတယ်။အောင်မြင်သူတွေကစိတ်ပါမလုံမယ်ဆိုတဲ့စိတ်ဓာတ် motivation ကိုအားမကိုးကြပါဘူး။သူတို့ကလုံယုံလုံစင်ရောက်တိုင်းတွေကိုပဲအားကိုးပါတယ်။မနက်ခင်းလုံယုံလုံစင်ညဘက်လုံယုံလုံစင် အလောက်ခွင်လုံယုံလုံစင်လိလာရေးလုံယုံလုံစင် အလေးချင်းတွေက စိတ်ပီစီမှုကိုရောကြစေပြီးအုံနောက်ဆွမ်းရင်ကိုတတ်တာစေပါれစနစ်ကြခြင်းကဘဝကိုပုံမိုလည်ကိုစေပါれလိုအပ်ချက်73အချိန်ပိုင်းခြားပြီးအာယုံဆိုင်လုတ်ကန်ပါ သူဒေသနာတွေအရအုံနောက်ဟာတဏျာလဲတဲ့ပုံစံနဲ့အလုတ်လုတ်ရင် အကောင်းဆုံးဖြစ်တယ်လို့ဆိုပါれ52မိနစ်အပြင်းထန်အာယုံဆိုင်ပြီးဆက်ကောမနဲ့အနာယူပါဒါကတင့်ကိုအောက်ပါအကျိုးကျေးဇူးတွေရစေပါれ အလုတ်ပုံမြန်လာမယ်လမ်းဆန်းတက်ကြလာမယ်အလုတ်ခီစည်းဘူးတံကိုရှောင်ရှားနိုင်မယ်ပြင်းပြင်းထန်ထန်အာယုံဆိုင်ပါ ကောင်းကောင်းအနာယူပါပြီးရင်ပြန်လုပ်ပါလိုအပ်ချက်စလေးကောင်းမွန်တဲ့ဖီးယားပေးမှုကိုအသုံးပြုပါစမ်းဆောင်ရင်မြမသူတွေဟာ သူတို့အောင်မြင်ဖို့တုံးအားဖြစ်စေမဲ့ပုံဝင်ခြင်းမျိုးကို ဖန်တီးယူကြပါတယ်သူတို့အသုံးပြုကြတာတွေကတော့နောက်ဆုံးတမတ်ရဲ့ deadline ထားရှိခြင်း လူသိရှင်ကြကတိပေးခြင်းမိမိလှုပ်ဆောင်ချက်ကိုစောင့်ကြည့်စစ်ဆေးပေးမဲ့အဖို့ထားရှိခြင်းစုလက်များတတ်မှတ်ခြင်းဖီအားတွေကနေတိုးတက်မှုကို ဖြစ်ပေါ်စေရဆိုတာသူတို့သိကြလို့ပါလိုအပ်ချက်15အရေးကြီးဆုံးအရာတွေအတွက်အချိန်ပေးပါနောက်ဆုံးမှာတော့အချိန်စီမံခောက်ခဲမှုဆိုတာအလုပ်တွေပိုလုပ်နိုင်ဖို့တတ်တတ်မဟုတ်ပါဘူးအရေးကြီးတဲ့အရာတွေအတွက်နေရာပေးနိုင်ဖို့ဖြစ်ပါတယ် ဥပမာမိသားစုမိတ်ဆွေအပေါင်းတင်ကျမ်းမာရေးလေလာတင်ယူခြင်းဝါဒနာ အိမ်မက်များ အလုပ်တစ်ခုတည်းအတွက်အချိန်စရာမစွဲပါနဲ့တင့်ရဲ့ဘဝအတွက်ပါအချိန်စရာစွဲပါစာအုပ်ရဲ့အနောက်ဆုံးဆုံးတက်မှာတော့တင်ဘဝကို ပုံဖော်ပေးတာဟာတင်ဘာတွေစူတောင်းနေတယ်လဲဆိုတာမဟုတ်ပဲတင်ဘာတွေလှုပ်ဆောင်နေတယ်လဲဆိုတာကသာအဓိကပါတင်လှမ်းလိုက်တဲ့ခြေလှမ်းအသေးလေးတိုင်း တင်ချမှတ်လိုက်တဲ့ဖုန်းမျက်ချက်တိုင်းနဲ့ဖင်ဂျူရီပြီးနေမဲ့အစာတိုးတက်ဖို့ရွေးချယ်လိုက်တဲ့အခိုက်အတန့်တိုင်းဒါတွေအလုံးကတဲ့အနာဂတ်ကိုတိဆောက်ပေးမဲ့အရာတွေပါပဲဒီဥစ္စာတွေကိုမှတ်ထားပါအောင်မြင်မှုဆိုတာခိုင်ဆောင်နေတဲ့လူတွေစီရောက်မလာပါဘူးလှုပ်ရှားလှုပ်ဆောင်သူတွေကျိုးစားအားထုတ်သူတွေနဲ့အခက်အခဲကြုံလာချိန်မှာပြန်လည်ထရရနိုင်တယ်ဆိုပါ အောင်မြင်မှုက ရောက်လာတတ်ပါတယ်တင်ထင်တာတာထက် ။သင်ကပိုပြီးဖန်ဆောင်နိုင်ဖန်ရှိပါတယ်။သင်ရဲ့စိတ်ကူးတွေက အရေးပါပါတယ်။သင်ရဲ့လုပ်ရည်တွေကအရေးပါပါတယ်။ပြီးတော့သင်အနာဂတ်ဟာတင့်လက်ထဲမှာပဲရှိနေပါသေးတယ်။ဒီနေ့ပဲစလိုက်ပါ။အသေးစားလေးတွေကနေစလိုက်ပါ။ဒါပေမဲ့အရေးကြီးဆုံးကတော့အခုစတင်လိုက်ဖို့ပါပဲ။သင်ရဲ့အချိန်ကို သင်ပိုင်နိုင်ပြီဆိုရင်သင်ရဲ့ဘဝကိုသင်ပိုင်နိုင်ပါလိမ့်မယ်။ ဒီနေ့အနစ်ချုပ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။တင်ပေါ်ဝါကိုပြောင်းလဲပေးနိုင်တဲ့စာအုပ်အနစ်ချုပ်တွေကိုပုံမနားဆင်လို့ခြင်းနဲ့ဆိုရင် like and subscribe လုပ်ထားပေးဖို့မမေ့ပါနဲ့ခင်ဗျာ။နောက်ဗီဒီယိုမှာပြန်လည်းဆုံတိုက်ကြပါဦးခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။